များကြီးမှာအဝတ်လိုက်လျှော်ရပါတယ်တနည်းသုံးလေးတောင်းနဲ့ဒါပေမဲ့အရန်ခိုင်းလို့မလုံးနိုင်တော့ပါဘူးအမျက်စိရလည်းတိတ်အဆင်မပြေပါဘူးကိုကိုကိုလည်းအိမ်လေးငှားနေပြီးတော့ဈေးလေးရောင်းစားခြင်းလို့အရင်နှစ်ရလည်းမရှိပါဘူးဒီလိုပဲဆင်းမိတို့လေးနဲ့ပဲတောက်ပြီးတော့နေနေရတာပါပဲငါမှနေစရာလည်းမရှိဘူးစားစရာမရှိဘူးငါကလေးလည်းသေသွားတယ်တဲ့ဆိုငါသမီးလေးလည်းသေပြီးအမမှကြောတော့နောက်ခံသားသမီးမရှိတဲ့အတွက်တက်နိုင်တဲ့လောက်တော့ကျွန်တော်ကူညီပေးမယ်။အတူအိမ်လေးနဲ့သူ့အလေးနဲ့သူဈေးရောင်းစားနိုင်အောင်အလူရှင်နေများများလူပေးပါလို့တောင်းဆိုချင်ပါတယ်။ မင်္ဂလာပါမင်္ဂလာပါသည်နာမည်လေးမိတ်ဆက်ပေးပါဦးဟောဒေါ်အောင်ပါပါဘကောတော်ဆမ်းနေပါဟောဒါအခုလက်ရှိအသက်ဘယ်လောက်ရှိပါလဲ68နှစ်ဆိုတော့အခုလက်ရှိခက်ခဲလေးပြပြပေးပါဦးအရင်တော့ကတော့ကုန်းကြောင်ပါတယ်တမီးလေးရှိတော့အခုတော့တမီးလေးကတိတ်ဆုံးသွားတဲ့ခါကျတော့ဟိုကြောက်ကနဲ့ကိုတိတ်ဆုံးသွားတဲ့ခါကျတော့ခိုးခိုးကမရှိလို့ဒီ flash ရအမကြီးကိုအားကိုးပြီးတော့နေရပါတယ်ခဏခေတ္တကိုရင်းနှီးတော့ နေချင်ပါတယ်။ကားပြီးတော့ဈေးလေးလည်းရောင်းစားချင်ပါအဲ့ဒီအတွက်အရင်ကြီးတယ်လည်းမရှိတော့ပါဘူး။ဒါကြောင့်ပြန်ဒုက္ခရောက်နေပါတယ်။မိသားစုကပထမယောက်ျားလှုပ်တဲ့လူကလုံချုံကြီးလှုပ်ပါတယ်။လုံချုံကြီးကလည်းလုံရင်နဲ့ချမရမကောင်းတော့အစိမ့်စိမ့်မှပဲဆုံးပါတယ်။ဆုံးသွားတဲ့ခါကျတော့အဝိရှော်မိမှုတိုက်ကလေးလိုက်လုပ်ပါတယ်။အဲ့ရနေပြီးတော့မှအခု ကအရင်နေ့လေးရတော့ကုံသိန်းလေးရောင်းကြည့်ပါတဲ့အဲ့ရတဲ့ခါထပ်ပြုတ်ပါတယ်သမီးလေးကိုဆဲဖို့မကြမ်းမတော့တင်ရတော့အမှတော်တော်ကြီးဒုက္ခရောက်သွားပြီးတော့ဒီပလာဟိတညီမလေးကိုအကူညီတောင်းပြီးတော့သွားတွေ့တယ်တွေ့တော့အကူညီတောင်းပြီးတော့မှနေရပါတယ်ခေတ္တခဏအကူကိုရင်းနေပဲကုံကားနေကြမှာတဲ့၃နန်းဒါလောက်၄လောက်နန်းလောက်ကလေးနဲ့အရင်နေ့လည်းမရှိလို့ဈေးလေးရောင်းစားခြင်းလို့ပါသားသမီးကသားတက်ရောက်သမီးတက်ရောက်သားတက်ရောက်ကလည်း၂၆နှစ်ဇူဇူကောင်းလေး ဟိုဟာစပယ်ယာလိုက်တော့အရင်တောက်တော့ကြောက်ကပ်ပဲသူလည်းကြောက်ကပ်ပါပဲပြင်ဆိုင်ပါပဲဆုံးတော့ပါပဲအဲ့တော့ဒါသမီးလည်းမရှိရဘူးမရှိတော့ဘူးမရှိတော့ဘူးတောက်ကြ60နှစ်မှာဆုံးပါတယ်သူများကြီးမှာအဝေးလိုက်လျှော်ရပါတယ်တနေ့3-4တောင်းတယ်ဒါပေမဲ့အရန်ခိုင်းမလုံးနိုင်တော့ပါဘူးမလုံးနိုင်တော့တဲ့အတွက်မိဟူတိုင်းဝေးလျှော်အလုပ်ကိုနားလိုက်ပါတယ်လက်တွေလည်းမကောင်းလို့မျက်စိရလည်းတိတ်စင်မပြေပါဘူးအဲ့ဒါကြောင့်မလို့ တော်တော်ကြီးဒုက္ခရောက်လို့ဒီမာကြီးနဲ့ဒီညီမလေးနဲ့ပလာဒီထညီမလေးနဲ့တော့တွေ့လို့အခုညီပေးတာပါကိုကိုကလည်းအိမ်လေးငှားနေပြီးတော့ဈေးလေးရောင်းစားခြင်းလို့အရင်နှစ်ရလည်းမရှိပါဘူးအဲ့အတွက်ကိုကိုညီတောင်းတာပါသူမဲလူရှိရင်အဲ့လိုလေးလှုပ်ချင်ပါတယ်။ကျမကြီးကလည်းတိုက်ပြီးတော့မကောင်းတော့ပါဘူး။အဲလက်တွေလည်းမကောင်းဘူးအဆင်မြင့်တွေလည်းကိုက်ပါတယ်။ ဟိုခေါင်းမူယောဂလည်းရှိတယ်တခါတခါကျရင်အញ្ញမ်းမူတတ်ပါတယ်ဟုတ်လားဖြစ်တတ်ကြပြီလားရှင်ကျောက်ကကြပါပြီဒီလိုပဲဆင်းမီးတို့လေးနဲ့ပဲတောက်ပြီးတော့နေနေရတာပါပဲနကိုတော့တမီးရဲ့တရက်ွက်ထဲနေကြတာအတူတူပဲတရက်ွက်ထဲနေတော့သူနဲ့ကိုနဲ့ပြန်တွေ့တဲ့အချိန်မှာသူယောက်ျားဆုံးတော့လေကိုတွေပဲလှုပ်ပြီးတာပေါ့အဲ့လိုပရာဟိတနဲ့ပဲဒီလိုပဲသွားတာပေါ့ပရာဟိတနဲ့ပဲလှုပ်ပြီးလိုက်ပြီးတော့သူလည်းသူလည်းအခုပြန်လဲတွေ့လဲတွေ့ရသူက ဟာကောက်ခငငါနဲ့ငွေရည်ရည်ဖြစ်တော့အမဘာဖြစ်လို့လဲဆိုတော့ငါမှနေစရာလည်းမရှိဘူးစားစရာမရှိဘူးငါကလေးလည်းသေသွားတယ်တဲ့ဆိုတော့ငါသမီးလေးလည်းသေပြီးအဲ့ဒါကျွန်တော်ဘာလုပ်ပေးရမလဲဆိုတော့ပရဟိတအသင်းလေးတစ်ခုတော့ရှိရင်ဟောငါလူချင်းနဲ့ငါပြီးပြီးပေးပါဗောသူကတောင်းတော့ကဲအဲ့ဒါဆိုကျွန်တော်ချိန်ပေးမယ်အမဖြစ်မလားလို့ပြီးတော့ဖြစ်တယ်လေတဲ့ကဲဖြစ်တယ်ဆိုရင်ကျွန်တော်ခေါ်ပေးမယ်ဆိုတော့အသမီးတို့အဒီကလှမ်းခေါ်တာခေါ်လိုက်တဲ့အချိန်မှာအဲ့ဒါသူနဲ့သူ့ကိုအဒီကအကုန်အဆအဆုံးအကုန်လုံးပြောပြတယ်အမမှာကြောတော့နောက်ခံသားသမီးမရှိတဲ့အတွက် တတ်နိုင်တယ်လို့တော့ကျွန်တော်ကူညီပေးမယ်ကျွန်တော်ကတော့ငွေလည်းမတတ်နိုင်လူပဲတတ်နိုင်တယ်မအဲ့ဒါအမလုံးစားဖြစ်မလားဆိုတော့သူ့ကိုခေါ်လာခဲ့တာခေါ်လာခေါ်လာပြီးတော့သူများအိမ်မှာဟာလားကိုယ့်အိမ်လည်းမဟုတ်ဘူးငါလည်းလမ်းတွေလမ်းခေါ်လာပြီးသမီးတို့လမ်းခေါ်လိုက်တာဒီအမကြီးကိုအလှူရှင်ကြီးရဲ့များများလေးလှူပေးကြပါအရန်ဒုက္ခတွေကြောင့်စားစရာမရှိနေစရာမရှိကြောတော့တော့ခံသားသမီးရလည်းမရှိသူသူ့ဘဝကိုတနာပါတယ်အသက်ကလည်း60နဲ့80နှစ်90နှစ်ကတ်နေပြီအခုချိန်ထိလည်းဘယ်နေရာနေလို့နေရမှမသိဘူးနော်တနာတဲ့လူတွေခေါ်ထားပြန်တော့လည်းအဆင်ရမပြေဘူး အဲ့သူ့အိမ်လေးနဲ့သူ့အားလေးနဲ့သူဈေးရောင်းစားနိုင်အောင်အလူရှင်တွေများများလူပေးပါလို့တောင်းဆိုချင်ပါတယ်။သူကလက်ရှိနေနေတဲ့အိမ်ကလည်းအဆင်ပြေလို့တော့မဟုတ်ဘူး။သူ့ကိုတနာလို့ခေါ်ထားတာ။တနာလို့ခေါ်တာသူကလည်းအားနာတော့ပရဟိတအသင်းကိုသူကအကူအညီလမ်းတောင်းတဲ့အတွက်မတို့ကဘေးကနေပြီးတော့အကူအညီလမ်းတောင်းပေးတာပါ။အလူရှင်တွေများများလူပေးကြပါလို့တောင်းဆိုချင်ပါတယ်။အခုဖုန်းနံပါတ်ပေးလိုက်မယ်။ဖုန်းနံပါတ်ကလည်းသူ့ရဲ့ဖုန်းနံပါတ်မဟုတ်ဘူး။အလေးရဲ့ဖုန်းနံပါတ်0996153531ကိုဆက်သွယ်ပြီးတော့လူပေးပါလို့ နော်ဒီဥစားဒီအမနေတာဆင်ငူရက်ွက်ရွာလဲရွာလဲစေရနာလန်းအဲ့မှာနေပါတယ်အင်းစိန်ပေါ့အင်းအင်းစိန်မြို့နယ်